ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုရီကိုသွေးတွေပို့ပြီးတော့မှတိုးတက်ချင်တယ်ဆိုလို့ရှိရင်ဒီချက်၃ချက်ကိုလုတ်ဖို့ရာအတွက်လိုအပ်ပါတယ်။ နံပါတ်၁ချက်နေနဲ့ကဘဲအလောက်ကိုပဲလှုပ်လို့စနစ်တကျနဲ့စိတ်ပါဝင်စားစွာနဲ့လှုပ်ဖို့ရတဲ့အထူးကိုမှလိုအပ်ပါတယ်။အဲ့လိုလှုပ်ချင်းကကိုယ့်ကိုပူပြီးတော့မှ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေထွက်လာပြီးတော့မှကိုယ်ရည်ကိုယ်သွေးပို့ပြီးတိုးတက်လာစီမှာပဲဖြစ်ပါတယ်။နံပါတ်၂ချက်နေနဲ့အရင်ကိုအရေးကြီးတဲ့အရာတစ်ခုကလူတွေသိပြီးတော့မှရေရှည်မလုပ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။အဲ့ဒါကတော့စာမြန်းများဖတ်ခြင်းပဲဖြစ်ပါတယ်။ ပြီဆိုလို့ရှိရင်လုံနိုင်အောင်လို့ကြိုးစားပါ လုံနိုင်အောင်လို့ train ပေးပါအဲ့ဒီတော့မှကိုတိုးတက်မှာပဲဖြစ်ပါတယ်နောက်ဆုံးနံပါတ်3ချက်အနေနဲ့ကတော့တင်းနှင်းတွေတက်ဖို့ရအတွက်လိုအပ်ပါတယ်တင်းနှင်းတွေကတက်တဲ့ဆိုတဲ့အချိန်မှာကိုယ့်ရဲ့အလေးချိန်ဆိုးတွေကိုပယ်ဖြစ်နိုင်စေတဲ့တင်းနှင်းတို့ဥပမာကိုကိုကို train းနိုင်စေမဲ့တင်နန်းတို့၊စကားပြောကြွယ်ဝစေမဲ့တင်နန်းတို့၊ပေါင်းသေးဆက်ဆံရေးပြည့်လည်စေမဲ့တင်နန်းတို့၊နင်းယူဟာတွေပေးတဲ့တင်နန်းတို့အဲအဲ့လိုမျိုးတင်နန်းတွေကိုရွေးချယ်ပြီးတော့မှတက်ဖို့ရတဲ့လိုအပ်ပါတယ်။အမို့ခုပြပြပေးခဲ့တဲ့အရာတွေကိုအဆုံးအလင်ရနိုင်စေမဲ့ online training တင်နန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ NLP practitioner coach online training ပဲဖြစ်ပါတယ်။ ဲ့ခဲမှာဆိုလို့ရှိရင်စကားပြောကြဝါစီတဲ့နီးလန်းနေပါလာလိမ့်မယ်။ပြီးရင်ကိုကိုအလေးချင်းဇိုးတွေကိုပယ်ဖြတ်ပြီးအလေးချင်းကောင်းတွေဘလို့လောက်ရမလဲပါလာလိမ့်မယ်။ရင်းမင်းချဲတွေကိုရောက်နိုင်စေဖို့ရာအတွက်ဘလို့နီးလန်းတွေတုံးရလဲဆိုတဲ့အရာတွေကိုပါလာပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲကိုကိုကိုအတိုင်းတာတစ်ခုထိ coach လုပ်ပေးနိုင်မဲ့အပြင် professional coach တယောက်အနေနဲ့လည်းတရားဝင်ရက်တည်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ training ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် pin message မှာအသေးစိတ်လာပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်။ကျေးဇူးများအစ်တင်ပါတယ်။အမြဲတမ်းပဲမှတ်ထားပါ hero is you.